မိုးဦးဟာ သူ့ရဲ့အင်ကန်းထဲကမှန်ကြီးကို ကြည့်ရင်းတက်ပြင်းချလိုက်တယ်လွန်ခဲ့တဲ့တလလောက်ကမှဒီအင်ကြီးကို ပြောင်းလာတာဖြစ်ပေမဲ့ဒီမှန်ကြီးဟာ အမြဲလိုလိုသူ့ကိုထူးဆန်းတဲ့ခံစားချက်မျိုးကိုပေးနေတယ် မန်ဟာ ရှေးဟောင်းပစ္စည်းဆိုင်ရာနေဈေးတက်တက်တတာနဲ့သူဝယ်လာခဲ့တာမှန်ပေါင်ကနဂါးရုပ်ထွင်းတွေနဲ့တစားစင်ထားပြီးမှန်မျက်နှာပြင်ကအနှဲငယ်ဝါနေတာကြောင့်ပိုပြီးရှေးဆန်တဲ့အငွေ့တက်ကို ခံစားရတယ်လို့သူထင်နေတယ်ပထမတော့ဘာမှတူးတူးခြားခြားမခံစားရပါဘူးဒါပေမဲ့ ရက်အနှဲငယ်ကြာလာတဲ့အခါမိုးဟာမှန်တဲမှာ သူ့အရေးမဟုတ်တဲ့တခြားအရေးတစ်ခုကိုခဏခဏမြင်လာခဲ့တယ်။သူလှုပ်ရှားတဲ့အတိုင်းလှုပ်ရှားပေမဲ့တခါတလေသူ့ရဲ့နောက်မှာရက်နေတဲ့အရေးဟာနှေးကွေးနေတာမျိုးဒါမှမဟုတ်ခေါင်းငုံနေတာမျိုးတွေ့ရတယ်။ ပထမတော့မျက်စိမှားတာလို့ပဲထင်ခဲ့ပေမဲ့နောက်ပိုင်းမှာပိုပြီးသေချာလာတယ်။အဲ့ဒီအရေးဟာသူ့ရဲ့အရေးအစ်စ်အမှန်မဟုတ်ဘူးဆိုတာ။ကြောက်စိတ်ကသူ့ကိုတဖြည်းဖြည်းလွှမ်းမိုးလာတယ်။ညာဘက်တွေဆိုအိတ်မပြောနိုင်တော့ဘူး။မန်ကိုစောင့်ချုံပြီးဖုံးထားဖို့စူးစမ်းပေမဲ့ မကြခင်မှာပဲဆောင်းကရှော့ကျနေတာကို တွေ့ရတယ်။ဒီအကြောင်းကိုတငယ်ချင်းတွေကို ပြောပြတော့ဘသူမှမယုံကြည်ကြဘူး။စိတ်ထင်လို့ပါမိုးဥရာလို့ပဲ ပြောပြကြတယ်။တညမှာတော့မိုးဥဟာမှန်ရှိမှရက်ပြီးအရေးကိုစိုက်ကြည့်နေတော့အရေးကဖြည်းဖြည်းချင်းသူ့ကိုပြန်ပြီးကြည်လာတာကိုတတိထားမိလိုက်တယ်။ အဲ့ဒီအရရဲ့မျက်လုံးတွေဟာနတ်မောင်ပြီးစိမ့်ကားတဲ့အရောင်မျိုးနဲ့ထူးဆန်းစွာတောက်ပနေတယ်မိုးဦးကြောင်းလန့်တကြားနောက်ကိုဆုတ်လိုက်ပင်မဲ့အရိတ်ကမှန်ထဲကနေဖြည်းဖြည်းချင်းထွက်လာဖို့ပြင်နေတဲ့ပုံပေါ်နေတယ်မိုးဟာ အခန်းထဲကနေအမြန်ပြေးထွက်ပြီးအိမ်တကားကိုလွတ်ချလိုက်တယ် ူ့ရင်တွေတဒုံဒုံခုန်နေတယ်။နောက်တနေ့မနက်မှာတော့မိုးဦးဟာတတိတွေစုစည်းပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။မှန်ကအရင်နေရာမှာပဲရှိနေတယ်။ဒါပေမဲ့ဒီတခါတော့မှန်ထဲမှာသူ့အရေးပဲရှိနေတာကိုတွေ့လိုက်ရတယ်။ဟိုအရေးဆိုပျောက်သွားပြီလား။သူ့တပြင်းချလိုက်ပြီး မှန်ကိုတေချာကြည့်လိုက်တယ်ရုတ်တရက်မှန်နဲ့ကအရေးဟာ ပြုံးလိုက်တယ်ဒါပေမဲ့မိုးဥရဲ့မျက်နာကတော့တည်ငြိမ်နေတော့မယ်လဲကွက်မိုးဟာမှန်နဲ့ကအရေးမဟုတ်ပါဘူး သူကိုယ်တိုင်ကမှန်ထဲမှာပိတ်မိနေတဲ့ဝိညာဉ်တစ်ခုဖြစ်ပြီးလွန်ခဲ့တဲ့တလကအိမ်ပြောင်းလာတဲ့လူတစ်ရဲ့အရေးကို သူထိန်းချုပ်ဖို့စူးစမ်းနေခဲ့တာပါမှန်ကိုဝယ်လာတဲ့လူတစ်ဟာ အခုမှန်ရှိမှရက်နေတဲ့မိုးဦးရဲ့ရုပ်ခန္ဓာအစ်စ်ဖြစ်ပြီးခဏအကြာမှမိုးဦးရဲ့ဝိညာဉ်ဟာသူ့ကိုလုံးဝထိန်းချုပ်သွားတော့မှာဖြစ်ပါတယ် ဒီဇလန်းလေးကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဘလူးဇလန်းမျိုးလေးကိုစိတ်ဝင်စားလဲပြပြနိုင်ပါတယ်။